အားသာဝါလာရှင်ညီကိုမလိုများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမက်လ24ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျုံတူတူကကြည့်လိုက်အောင်ပထမဆုံးနေ့ပုဒ်ကတော့ PPC ရိုမန်လို့ဖော်ပြထားတဲ့တိုက်စစ်မှုတအူးနဲ့ပဲမနက်ခင်းလေးကိုကျွန်တော်စဖွင့်လိုက်အောင်ဒီကစားသမားကတော့အာဆင်နယ်စီကိုရောက်လာနိုင်ချေရှိရဲ့တိုက်စစ်ကစားသမားစီးရင်ထဲမှာတော့ပါတယ် ိတ်ပြီးတော့ top 1 target ပုံစံမျိုးစီးနေမှာမပေါဘူး။ဒါပေမဲ့ number 4သတင်းတောက် PP ဆိုလိုမှလို့ဖော်ပြထားတာဖြစ်တဲ့အတွက်သတင်းတပုတ်ဖြစ်ဦးပြပြဖော်ပြပေးတာပါ။ Hoku Iki တိုက်လို့ခေါ်တဲ့ German Bundesliga club Frankfurt အသင်းရဲ့တိုက်စစ်ကစားသမားကလာမယ့်နွေရာသီမှာသူ့ရဲ့မိခင် club team ကနေထွက်ခွာဖို့အတွက်ပြင်ဆင်နေပါတယ်။ဒီနေ့ထားမှာကြံခဲ့တဲ့နွေရာသီမှာခေါ်ထားခဲ့တဲ့တိုက်စစ်ကစားသမားကိုလာမယ့်နွေရာသီမှာလက်လွတ်ရရင်တန်ကြီးတရဲ့ရောက်ဖို့အတွက် Frankfurt ကပြစ်မှတ်ထားနေပြီးတော့ကစားသမားလည်းထိပ်သီးအသင်းကိုသွားချင်တယ်။အခုနောက်ဆုံးကြားထားတဲ့ report တွေအရဆိုရင်တော့ Frankfurt US ကဒီကစားမနဲ့ပတ်သက်ပြီး EU ကိုတန်း60လိုချင်တယ်ဆိုတဲ့သတင်းတွေတက်လာတယ်။ ဒါအ ਨੇ ဆုံးပမာဏတော့ဈေးကွက်တန်ကြီးကတော့ယူတန်း40ရှိတယ်။နောက်ထပ်တန်း30တိုးပြီးသူတို့ကအ ਨੇ ဆုံးတန်း60လိုချင်တယ်။ဘက်တင်ဝါဘာညာဆိုပို့ပြီးတောင်းမဆဲသဘောပေါ့ဗျာ။အဲ့တော့ဒီနေရာမှာအာဆင်နယ်ပေါ်ပေမယ့်ပရီးမီးယားလိဂ်ကလပ်အသင်းတော်တော်များများကတော့ဒီဖရန့်ဖက်တက်စစ်ကစားသမားနဲ့စိတ်ဝင်စားတယ်။ဒီနေရာမှာအာဆင်နယ်ကြောင့်ဘာကြောင့်တကူးတကပေါ်ပြလဲဆိုတော့ကြံခဲ့တဲ့ဆောင်းစည်းကွက်မှာတုန်းကအာဆင်နယ်နဲ့သတင်းထွက်ဆုံးတက်စစ်ကစားမသည်ဟိုကူအီကီတိုက်လူတော်ပြောလို့ရတယ်။ပြီးတော့ဒီဘက်ကဘရာဇီးဘက်ကကစားသမားတချို့ရဲ့အိုလီဝါကင်းရဲ့ဒီလောက်ပဲ။အဲ့တော့ဒီကစားသမားကຫນွေမှာထွက်မယ်ဆိုအာဆင်နယ်ရဲ့စတရိုက်ကလစ်ထဲမှာ တူအပါဝင်ဖြစ်ဖြစ်လာနိုင်တယ်ဆိုပြီးတော့ဖေဘီဆူရိုမာနိုကပေါ်ပြွားရယ်ပေါ့လေအဲ့တော့ဒီကစားသမားရဲ့အကြောင်းကိုပြောမယ်ဆိုနည်းနည်းလေးတော့ရှုပ်တယ်။သူကတစ်ချိန်လုံးက Rins အသင်းမှာ League 1 Club Rins အသင်းမှာခြေစွမ်းပြတယ်။ခြေစွမ်းရင်းနဲ့တက်လာတဲ့အချိန်မှာပြင်သစ် League 1ရဲ့ထိပ်သီးအသင်းဖြစ်တဲ့ PSG ကခေါ်ဥလိုက်တာ။ယူကိုသူတို့အဲ့တော့ဆိုလို့ရှိရင်28တန်းနဲ့2023ခုနှစ်ကခေါ်ပြီးတော့ဝယ်လိုက်တာ။ဒါပေမဲ့တနည်းလောက်ကြာတဲ့အခါမှာထင်းသလိုဖြစ်မလာတဲ့အခါမှာဒီကစားသမားကို6လအငားပြန်ချတယ် အထူးသဖြင့်ပေါ့လေဒီ front face ကိုငှားချတယ်အငှားချလိုက်တဲ့6လအတွင်းခြေစုံကိုသဘောကျအတွက် front face ကအပီးသက်ကြံခဲ့တဲ့နေရာဝယ်တယ်ယူ16တန်းနဲ့အဲ့တော့ဒီကစားမသည် range အသင်းမှာကစားမဘွားအစပြုပြီးတိတ်ပြီးရောဟိုမအောင်မြင်သေးတဲ့အချိန်မှာ PSG ရောက်တယ်။ PSG မှာလည်းထင်သလောက်မဖြစ်တဲ့အခါမှာနောက်ဆုံး front pass မှာ တော်တော်လေးကောင်းလာတာမနေ့ကတော့အလောက်ထိမဟုတ်ဒီယာတီမှာမှတော်တော်လေးခြေစွမ်းကောင်းလာတာဒီယာတီ38ပွဲမှာ19ကိုးသွင်းပြီးတော့ရှစ်လုံးဖိုင်ထားတယ်ဒါကဥရောပထိပ်သီးအသင်းတော်တော်များကိုဆွဲဆောင်တဲ့ဂိုးသွင်းနှုတ်အချက်လက်တွေပဲအဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့သူကတော့ပြင်သစ်လေရွေးစစ်အသင်းမှာတော့ရွေးချယ်တော့မခံရသေးဘူးဒါပေမဲ့အသက်22နှစ်ရွယ်ပြင်သစ် U21 မှာတော့သူကဝင်ပြီးစော့နေတယ်42ပွဲမှာ twin goal ဖန်တီးဘူးစုစုပေါင်း32ကြိမ်ကြီးလှုပ်ထားတယ် quality player လို့ပြောဖို့တော့စောသေးတယ်။နည်းနည်းတော့စောင့်ကြည့်သင့်တယ်။လောလောဆယ်အချိန်ကတော့လုံရက်ကန်ရရှိရဲ၊ twin goal ညလုံးဝလမိုင်းကတ်နေရလို့ပြောလို့ရတယ်။ Arsenal ပါဝင်အသင်းတော်များစောင့်ကြည့်နေမယ်။ဒီကစားမောက်တကယ်ခေါ်မယ်အသင်းကတော့ဘယ်အသင်းဖြစ်သွားမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Tintor သတင်းရေးသားသူ Fraser Fletcher ဖော်ပြထားတဲ့ Louis Dier ရဲ့သတင်းပေါ့လေ Louis Dier နဲ့ Arsenal နဲ့သတင်းတွေထွက်တာက2ရက်3ရက်လောက်ရှိပြီဒါပေမဲ့ဒီသတင်းကိုကျွန်တော်စောင့်ကြည့်ရာကဟို ပလေယာအစ်တီအကြောင်းကျိုးတိတ်ပြီးနောက်ပိုင်းမပြောချင်တယ်လို့ပြရှင်ရင်းစကစားမအဟောင်းတွေနဲ့ပိုပြီး strong ဖြစ်တဲ့သတင်းရုပ်ခွန်တစ်ခုပဲကျွန်တော်ကလုံနေနောက်ပိုင်းပလေယာအစ်တီနဲ့ထွက်တဲ့အခါအခုနောက်ပိုင်းကျွန်တော်ညီကိုသတိထားရင်းပါပါအဲ့ဒီ ဒီအင်တာမီလန်တိုက်စစ်မှုတွေနဲ့ပတ်သက်တဲ့သတင်းမျိုးတွေတူရကီဘက်ကလာတဲ့တိုက်စစ်မှုတွေနဲ့ပတ်သက်တဲ့သတင်းမျိုးကိုကျွန်တော်မဖော်ပြတော့ဘူးအဲ့ဒါဘာလို့လဲဆိုတော့အသင်းရဲ့ top 1 target striker ကိုပဲကျွန်တော်တီးတန့်ပြီးတော့သတင်းအဟောင်းတွေကိုတက်နိုင်လို့ပြန်ပြီးတော့ထွက်လာတဲ့အစားအနာတွေပဲပြင်ပြင်တင်ဆက်တာများတယ်ဟုတ်ဒီတင်းတော့ရဲ့သတင်းရေးသားထားချက်ရတော့တိုက်စစ်တောင်မှကစားမဖြစ်တဲ့ Louis Diaz ကို Arsenal တို့ကနွေရာသီမှာခေါ်ခြင်းနဲ့ဝင်ငါ list ထဲမှာထည့်သွင်းထားလို့ကြားသိရတယ် ်ပေါင်39.5တန်းလောက်အထိဘတ်ချက်သုံးသွားဖို့ထိရွေထားပြီးတော့အသက်28နှစ်အရွယ်ကိုလံပီယာတောက်ကိုအသင်းတာဝန်ရှိသူတွေကစောင့်ကြည့်မှုလုပ်နေတယ်အခုကတော့စောင့်ကြည့်တဲ့စိတ်ဝင်စားတဲ့အဆင့်ပါပဲရှိတယ်ဘာကြောင့်လဲဆိုတော့2029ခုနှစ်တည်းလူးဝစ်ဒီယက်ကလပောက်ဝူးနဲ့စာချုပ်တက်တန်ရှိသေးတဲ့အတွက်ဒီနေရာမှာဖီဖီဆူရူမာနိုပြောထားတဲ့အချက်တစ်ချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါဘာလဲဆိုတော့ ဘာစီလိုနာနဲ့လူးဝစ်ဒီယဲဂျာကကောင်းမွန်တဲ့ဆက်ဆံရေးရှိတာဖြစ်တဲ့အတွက်အကယ်၍များပရီးမီယာလိဂ်ကလပ်တွေထက်စာရင်စပိန်ကလပ်ဘာစီလိုနာကိုဒီကစားမပိုပြီးရွေးချယ်သွားနိုင်ခြင်းရှိဆိုတဲ့အချက်ပဲဒီနေ့မှကျွန်တော်ဒီကစားမနဲ့ပတ်သက်ပြီးတော့အရှိရတရက်နှစ်ကဘာကြောင့်မဖော်ပြခဲ့လဲဆိုတော့အသက်က28နှစ်ရှိပြီဒီကစားမကနောက်နှစ်ဆိုအသက်29နှစ်30ဖြစ်တော့မယ်နေတာမှာအာဆင်နယ်အနေနဲ့ရေရှည်ပလန်အတွက်အဲ့ဒီပမာဏကိုသုံးပါမလားအာဆင်နယ်တို့ဘတ်ဂျက်ချတာဆိုတော့38.5သန်းဆိုပေမဲ့လေဘာဦးကအနည်းဆုံးတန်း40 50လောက်ရမှရောင်းမှာဘာလို့လဲဆိုတော့ 2022ပေါ်တိုအသင်းစီကနေပြီးတော့ဒီကစားမောက်ခိုးကတော့ယူ48တန်းပေါင်တန်း40ပဲထားပါတော့သူတို့ဒီပမာဏနဲ့တော့ဝယ်ခဲ့ရဆိုတော့အခုချိန်မှာလည်းတကယ့်ကိုကောင်းနေတဲ့အရွယ်မှာပဲရှိသေးပြီးတော့လပအောင်မှလည်းအားကိုးနေရတဲ့ကစားမောက်ကိုအထူးသဖြင့်ပေါ့လေဒီရာသီမှာတိုက်တဲ့ challenger လေးဖြစ်နေခဲ့တဲ့အသင်းတစ်သင်းကိုသူတို့ရောင်းထုတ်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူးဒီနေရာမှာတခုဖော်ပြချင်တာအာဆင်နယ်ရဲ့ winger list နဲ့ပတ်သက်ပြီးတခါလေးကျွန်တော်ဖော်ပြပေးသွားခြင်းတယ်အာဆင်နယ်ရဲ့နေရာသီမှာဝယ်မဲ့ winger list ထဲမှာဆိုရင် Nico Williams ကုညာစီမီညိုအမ်ပူမို အခုနောက်တစ်ယောက်ကတော့ Louis Dia ပေါ့လေဒါကတော့နောက်ဆုံးထွက်လာတဲ့9ယောက်ပေါ့အဲ့ဒီထဲမှာဆိုရင် Nico Williams ကကျတော့ Rear နဲ့ရှင်ပြီးလူရဖို့ရှိတယ်။ Rear ကသူတို့ရဲ့ Tacit တောင်ပံကစားသမား Vinicius Junior ကို Sorry Credit C ကိုလက်လွတ်ခဲ့ရရင်အဲ့ထဲမှာပြန်ပြီးအစားထိုးအတွက် Nico Williams ကိုသဘောကျနေတယ်။နောက်တစ်ယောက်ဖြစ်တဲ့ Matthew Cunha ကကျတော့လေ Nottingham Forest ကကလပ်အသင်းရဲ့စံချိန်ရှင်ကြီးနဲ့ခေါ်ဖို့အတွက်ပြစ်မှတ်ထားနေရတဲ့။နောက်တစ်ယောက်ဖြစ်တဲ့ Simeone ကကျတော့လေ United တို့ကပေါင်တန်း30ကျော်အထိပေးပြီးကမ်းလှမ်းဖို့အတွက်ပြင်ဆင်ထားတယ်။ အားလုံးကတော့ရှင်လူရမယ့်အနေထားကြီးပါပဲအဓိကကိုဘယ်ပလေးယာလိုချင်လဲဆိုတာအရေးကြီးရဲ့ဟိုစာနေတို့လိုလိုဒီလူးဝစ်ဒီရက်တို့လိုလိုလုံးနေမဲ့အစားမှာနီကိုဝီလျံကြိုင်နီကိုဝီလျံပုံပြီးဝယ်လိုက်တာကပို့ပြီးတော့အသင်းအတွက်လေဟိုအခြားစုံတွေအတွက်လူဝယ်တဲ့ခါမှာအချိန်ပိုရမယ်လို့ကျွန်တော်ထင်ပါလေအဲ့တော့28နှစ်ရဲ့ကိုလံဘီယာသားကတော့ Transfer Market မှာ Euro 85သက်တန်ကြီးရှိတယ်ဒီရသည်42ပွဲမှာ73ဂိုးသွင်းပြီးတော့၄လုံးဖိုင်ထားပါတယ်ရှေ့ရသည်မှာတော့73ဂိုးသွင်းပြီးတော့၅လုံးဖိုင်ထားတယ် ဟိုးရှစ်တရာဒီမှာတော့ငါးလုံးသွင်းပြီးတော့နှလုံးဖိုင်ထားတယ်ဗောလေဒီရာဒီကတော့ပိုပြီးကောင်းတဲ့ performance ပြနေတယ်လို့တော့ပြောလို့ရတယ်2020တုန်းကပေါ်တူစီကနေရောက်လာပြီးနောက်ပိုင်းမှာဒီကစားမသည့်လက်ရှိအချိန်ထိတပတ်ကိုပေါင်9000ငါးတော့ရနေတယ်တနည်းကိုပေါင်1.8တန်းပဲရရှိနေဒီကစားမကတော့လက်ရှိအချိန်မှာအာဆင်နေတဲ့သတင်းတွေထွက်နေပါတယ်ရောက်ရန်ရာခိုင်နှုန်းအရန်နေလို့ပဲကျွန်တော်ပြောချင်ပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Football Insider ကဖော်ပြသွားပါလေဒါက Brian Ampumo နဲ့ Arsenal ကြားကအခြေအနေပေါ့အမေရိကန်တော့သူကတော့ Premier League ကလပ်တွေဆိုပြီးတင်ကြုံပြောတာဒီထက်မှ Arsenal လည်းပါဝင်လာပါလေ Football Insider ရဲ့သတင်းအရဆိုလို့ရှိရင်တော့ ကလပ်ကနေပြီးတော့နွေရာသီမှာထွက်ခွာခြင်းနဲ့ဒီကစားမနဲ့ပတ်သက်ပြီး Brentford သင်းတာဝန်ရှိသူတွေကဒီကစားမနဲ့ပတ်သက်ပြီးတော့ပေါင်တန်း90ဈေးကပ်လိုက်ပါတယ်။ Brian Ambumo လိုချင်တဲ့ဘဲကလပ်အသင်းဆိုပေါင်တန်း90ပြန်နဲ့ရောင်းချမယ်ဆိုပြီးတော့သူတို့ကတရားဝင်ဈေးကပ်လိုက်တာပေါ့လေ။ဒီနေ့ထားမှာ Newcastle, Arsenal, Manchester United နဲ့ Liverpool ကတော့ဒီကစားမကိုစိတ်ဝင်စားနေတယ်။ဒီနေရာမှာ United နဲ့ Newcastle ကတော့ ပေါင်တန်း90ပေးဖို့အတွက် ready ပဲဆိုပြီးတော့တချို့ report တွေကတော့ဖော်ပြထားတယ်။အဲ့ဒါကတော့ Ikran Corner လို့ခေါ်တဲ့သတင်းထောက်ကပြောထားပါလို့25နှစ်ရဲ့ Cameron သားကတော့2026ခုနှစ်ဒီစာချုပ်တက်တန်ရှိသေးတယ်။ဒါပေမဲ့2025ຫນွေဆိုတာနဲ့သူကထွက်ခွာခြင်းနေတယ်။ သူထောက်ခွာခြင်းဆိုတာနဲ့ brandfo ကရောင်းဖို့ကပိုပြီးဖြစ်နိုင်ရင်ရှိတယ်တတမ်းမလို့နိုင်သူတို့အဲ့ຫນွေမှာရောင်းမှဖြစ်မှာအကယ်၍မရောင်းနိုင်ခင်2026ຫນွေမှာတပြားမှမရဘဲနဲ့အမ်ဘူမိုလက်လွတ်ရမှာကင်မွန်သားကလည်း premier league မှာအသားကျပြီးတော့ကောင်းမွန်တဲ့တိုက်စစ်တောင်မှန်တိုက်စစ်အထောင်ဆွဲဆောင်မှုတွေမကြာခဏပြနေတာဟုတ်ဒီရာသီ33မှာ15ဝန်းသွင်းပြီးတော့6လုံးဖိုင်ထားတယ် championship ကနေပြီးတော့အခု premier league ကိုတန်းတက်လာတဲ့ brandfo သူဒီ down shot ကလပ်တင်းအတွက်အကျိုးပြုခဲ့တဲ့ player လို့ပြောလို့ရတယ်ဂိုးသွင်းမှုဖန်တီးမှု ဒီတရာတီကို15ချိန်အထက်ရှိတဲ့ player လို့ပြောလို့ရတယ်အခုတရာတီမှာလည်း သွင်းယူမှုဖန်တီးမှုစုစုပေါင်း22ကြိမ်ထိလုပ်ပြီးွားပြီလို့ပြောလို့ရတယ်2019ခုနှစ်က UO 6သန်းနဲ့ Troyes အသင်းဆရာတွေရောက်လာတဲ့ဒီကစားမှာတော့လက်ရှိအချိန်လာမယ့်နွေရာသီဈေးကွက်မှာကလပ်သင်းရနေပြီးတော့ထောက်ခေါ်မှုများနေပါပြီ Brandford တို့ကစကြုပ်တတန်တိုးဖို့ရှိရဲဆိုတဲ့တချို့ rumor တွေကြားပေမဲ့ကစားသမားကိုယ်တိုင်ကကလပ်သင်းရထောက်ခွာချင်တာဖြစ်တဲ့အတွက်ပေါင်သန်း90 Brandford တို့ကဈေးကတ်ထားပါတယ်ဒီ season လေးကိုဒီကဝန်ကြီးပန်းဝီတဲ့ show ball လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မဆုံတော့ဘယ်ဘောဖုန်းနံပါတ်တင်ကြောင်း6913669369ဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရရတာဖြစ်လို့ ဝေပုံဝေချာရှိမှဘောလုံးပွဲတွေကိုလောင်းမှာဘောလုံးပွဲတွေလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထွတ်ပေါ်ပေါ်ရှုရက်ရှာပြီးကျွန်တော်အပီလူရပါတယ်အိုက်ဘက်ခွေရှုကို Sport Internet 9-3မိနစ်တူကိုကစားလို့ရနေပါပြီကျွန်တော်နဲ့လက်တွဲထားတဲ့ရှုဘောလုံးမှာပြောင်းလဲစားဖို့လည်းအားလုံးဖိတ်ခေါ်ချင်ပါတယ်ကိုတက်နိုင်တဲ့ပမာဏပဲစော့ကစားကြပါခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကတော့နိုင်ငံလေးစဉ်ကိုလှေဆေလွတ်ထားတဲ့ကစားသမားကြီးတွေမှာခြေစွမ်းပြနေတဲ့ကစားသမားကြီးတွေပတ်သက်ပြီးတော့တီးတက်ဖော်ပြပေးတော့မှာပါ ဒီနေရာမှာအာဆင်နယ်တို့ကတော့နိုင်ငံလေစဉ်အသင်းကိုစုစုပေါင်း၁၄ယောက်ထိဆေးလွှတ်ထားတယ်။အဲ့ဒီထဲမှာမှအခုခြေစွမ်းပြတဲ့ကစားသမားကတော့စုစုပေါင်း9ဦးထိထွက်ပေါ်လာပါလေ။အမှန်ကတော့6ဦးပါ။တဦးကတော့လူငယ်ကစားသမားလေးမတ်ဒိုမန်ပေါ့လေ။မတ်ဒိုမန်ကတော့ဖန်တီမှုတစ်ချိန်လူငယ်ဒါတက်လက်တန်းမှာသူတို့ကခြေစွမ်းပြနိုင်ခဲ့တယ်။ကဲမာတီအိုဒီကက်ဆိုတဲ့ကပ္ပတိန်ကတော့ဖန်တီမှုတစ်ချိန်လုပ်နိုင်ခဲ့တယ်။ဇင်ချန်ကိုကတော့ဖန်တီမှုတစ်ချိန်ချက်ခုခီဝီယောကပိုလန်နဲ့အတူတူ ကလင်းရှိရယူနိုင်ခဲ့ပြီးတော့လူဝစ်စကယ်လီကတော့တကိုးသွင်းနိုင်ခဲ့တယ်။မီခေးမိန်ယူကတော့စပိန်အတွက်တကိုးသွင်းနိုင်ခဲ့ပြီးတော့ဒီကလန်ရိုက်ကတော့အင်္ဂလန်အသင်းအတွက်ဖန်တီးမှုတစ်ချိန်လုပ်နိုင်ခဲ့ပါတယ်။ဒီထဲထဲမှာအာဆင်နယ်အသင်းကနေပြီးတော့အင်္ဂလန်ကိုဆေလွတ်ထားတဲ့ player နှစ်ယောက်ကတစ်ယောက်ကတကူသူင်းတစ်ယောက်ကတလုံးဖန်တီးပေးနိုင်ခဲ့ဗောလေအဲဆိုတော့ Arsenal player တွေအားလုံးကတော့ performance တကယ် share ပြနိုင်ခဲ့ပါတယ်ဒီမှာ car hang ရဲ့ injury ရသွားပြီးအုံကိုဖြစ်သွားတဲ့အနေအထားတွေကိုလည်းကျွန်တော်တွေ့ရဗောလေတည်တံ့ပြီးတော့တပုတ်တာမလုပ်ဖြစ်တာပါအငားချရတဲ့ကစားသမားတွေရအစားကျွန်တော်လည်းတင်းတော်တော်လိုက်ကြည့်ဖြစ်တယ်အဲဆိုတော့ Arsenal player တွေလက်ကျန်တပွဲနိုင်ငံတကာအဆင့်မှာကံပြီးတော့ကလပ်တင်းနဲ့ပြန်ပြီးပူးပေါင်းတော့ပါသူတို့အတွက်ဆိုတော့ April လထဲမှာ Champions League ပါဝင် Premier League ပွဲချက်တွေကစောင့်ကြိုနေရဖြစ်တဲ့အတွက်ကျွန်တော် အနည်းဆုံးတော့ခုနှစ်ပွဲလောက်ကန်ရမယ်တဲ့သူတွေအေပယ်လာထဲမှာအဲ့လိုဆိုတော့ဒန်ယန်နဲ့တရာကင်းရှင်းစွာဖြင့်ပြန်လာပါစီလို့ပဲကျွန်တော်ဆန္ဒပြုတ်ပါပါအဆုံးထိကြည့်ပြတ်လဲအားလုံးကျေးဇူးတင်ပါတယ်